ကျွန်တော်အနေနဲ့ကျွန်တော်ဥစားပေါ့ဟိုတုန်းကဆိုရင်ကျွန်တော်တို့ just day တွေမှာတီးဖို့ရှိတီးထားတာရှိတယ်နောက်တစ်ခုကခုနှစ်ပိုင်းကျွန်တော်တို့ပေါ့နော် cover sound တွေပြန်တီးဖို့ရှိတယ်ကိုကိုကိုတန်းလည်း arrange လုပ်ထားတဲ့အချင်းတွေပေါ့နော် cover လုပ်ဖို့ရှိတယ်ကျွန်တော်ယူရချက်ပေါ့နော်မြန်မာနိုင်ငံမှာပို့နေပြရေဥစ္စာပေါ့ဒီမျိုးဝင်းပံမရှိဘူး။အော်ဝင်းပံကောင်းကောင်းလေးမရှိသေးဘူးပေါ့နော်။ကျွန်တော်ကအဲ့ဒါဝန္ဒနာဥစ္စာပေါ့လုတ်ချင်တာကြပါဘူး။ အသက်အရွယ်တခုရဖြစ်တဲ့ခါကျတော့ကျွန်တော် sharing ပြန်လုပ်ချင်တာ sharing နည်းနည်းလုပ်ချင်တယ်နောက်တစ်ခုကကျွန်တော် ban အနေနဲ့ပေါ့နော်လောက်ဘောခက်တော့ခက်တယ်ဒါပေမဲ့လည်းကြိုးစားပါပေါ့နော်ဒီဘုံ player တယောက်ဖြစ်ဖို့ဆိုရင်တော့ဟိုပထမအောင်ဆုံးကတော့ပထမအောင်ဆက်ဆဖုန်းတော့ရှိဖို့လိုအပ်တယ်နောက်ကျမ်းမာကျမ်းမာဖို့အဆုတ်ကျမ်းမာဖို့တော့လိုအပ်တယ်ကျွန်တော်ကနောက်တစ်ခုကသွားသွားလဲကောင်းဖို့အတွက်လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ practice အများကြီးလုပ်အောင်ပါ 3-4နိုင်တော့အနည်းဆုံး practice လုပ်မှရမှာရမှာ instrument ပေါ့နော် fashion ship မှာပဲရရမှာပေါ့နော် professional တို့မှန်းလို့ရမှာပေါ့နော်မဟုတ်ဆိုရင်တော့ဝါသနာနေနဲ့ပဲရမှာပေါ့နော်ဟုတ်ကျွန်တော်ဘန်ကဟိုအာ delight music ဘန်ပေါ့နော် delight jazz ဘန်လို့လည်းပြောမှာပေါ့နော်အဓိကကတော့ကျွန်တော်ကဒီဝင်း instrument ကိုအပူအစားအာပြီးပြီးတော့ဖွဲ့ထားတဲ့ဘန်ပေါ့နော်မဟုတ်ပြီ ဘရတ်ဥစားပေါ့ဆက်ဆိုဖုန်းပါမယ်ထရမ်ပက်ပါထရမ်ဘုန်းပါမယ်ပြီးတော့အခြားမဘက်ကင်အင်စထရူမန့်ဆိုရင်အာဒဘဘေ့စ်ပါမယ်လစ်ထရီပီနိုပါမယ်အာဂီတာပါမယ်ဒရမ်ပါမယ်ပေါ့နော်အဲစုဖွဲ့ထားတဲ့ဘန်တစ်ခုပေါ့နော်တနည်းပြကျွန်တော်ဂျက်စ်ဘန်ပေါ့ကျွန်တော်ဂျက်စ်ဘန်ဖွဲ့ဖွဲ့ထားပါတယ်ဟုတ်ကလိုင်းနေနေကြကျွန်တော်ဥစားပေါ့ဟိုတုန်းကဆိုရင်ကျွန်တော်တို့ just day တွေမှာတီးဖို့ရှိတီးထားတာရှိတယ်နောက်တစ်ခုကကိုနောက်ပိုင်းကျွန်တော်တို့ပေါ့နော် cover sound တွေပြန်တီးဖို့ရှိတယ်ကိုကိုကိုတန်းလည်း arrange လုပ်ထားတဲ့အချင်းတွေပေါ့နော် cover လုပ်ဖို့ရှိတယ် you know ယူရချက်ပေါ့နော်မြန်မာနိုင်ငံမှာပို့နေကြရဲ့ဥစ္စာပေါ့ဒီမျိုးဝင်းပံမရှိဘူး။အော်ဝင်းပံကောင်းကောင်းလေးမရှိသေးဘူးပေါ့နော် ျွန်တော်ကအဲ့ဒါဝန္ဒနာဟိုဆက်ပတ်လုတ်ချင်တာကြာပြီလွန်ခဲ့တဲ့ဟို10နှစ်ဝန်းကျင်တော့ဆိုကျွန်တော်တို့မှဆက်ဖွဲ့ရတာရှိတယ်ဆက်ဖွဲ့တာအချို့ကဆုံးနေသူရှိတယ်အချို့ကလည်းသူ့နယ်နဲ့သူ့နယ်ပြန်လည်းရှိတယ်ပေါ့နော်မဟုတ်ပေအဲ့မှာဆိုရင် AMS ဆိုမှာလည်းကျွန်တော်တခါ brush band တီးဘူးတယ်ပြီးတော့ပြီးတော့ဗာလဲ the voice မှာလည်းပါဘူးတယ်ပေါ့နော်ကျွန်တော်တို့ပါဝင်ပါဝင်ဘူးတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒီ မြန်မာမရှိသေးဘူးနော်မြန်မာနိုင်ငံကတော့ကောင်းကောင်းလေးမရှိသေးတဲ့ခါကျကျွန်တော်လည်းဖွဲ့ချင်တယ်ပေါ့နော်ဆိုတော့ပွဲပွဲပွဲပြဖြစ် festival တစ်ခုဖြစ်ဖြစ်လေကျွန်တော်ပါဝင်ချင်လို့ကျွန်တော်ဖွဲ့လာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံမှာကျတော့ဝင်း instrument ပတ်သက်လာရှာတယ်လေကျွန်တော်အဲ့ဒါကိုအော်ဖြည်းဖြည်းမြတ်မြောက်လေးပြဥစားပြန်ဖြစ်သင့်တယ်မို့ဒီမှာဂီတာသမားစီအများကြီးရှိတယ်ပြင်လို့သမားအများကြီးရှိတယ်အော်ဘေ့စ်မတ်အများကြီးရှိတယ်ပေါ့ကျွန်တော်ဝင်းကြတာမရှိသေးဘူးကျွန်တော်စနစ်တကျပေါ့နော်ကျွန်တော်လည်း ခုနပြောလို့ပေါ့အသက်အရွယ်တစ်ခုရဖို့ဖြစ်တဲ့ခါကျတော့ကျွန်တော် sharing ပြန်လုပ်ချင်တာ sharing နည်းနည်းလုပ်ချင်တယ်နောက်တစ်ခုကကျွန်တော်ဘန်အနေနဲ့ပေါ့နော်အာကိုဖခင်အကြောင်းမှပဲဖြစ်ဖြစ်ကျွန်တော်တို့ဥမာပြကွာနိုင်ငံတကာအထိပေါ့နော်တကယ်လို့အဆင်ပြေခဲ့တော့တစ်ချက်ချင်းမှာပေါ့အဲ့ဒီအထိတော့ကျွန်တော်ယူရထားတယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းဟိုလုပ်ဖို့ခက်တော့ခက်တယ်ဒါပေမဲ့လည်းစူးစမ်းပါပေါ့နော်ကျွန်စူးစမ်းမယ်ဒါခုနကပြောလို့ပေါ့ PC ဝယ်ဖို့ရောလက်ကြည့်ဖို့ဆိုတာနေရာလည်းလိုတာပေါ့နော်အဲ့ဒါဟိုကျွန်တော်တို့လည်းစူးစမ်းနေတယ်ပေါ့နော်ဟုတ် အာကိုတုံကြီးတချင်းမှာအဲ့အလမ်းစင်မဲ့လမ်းမြပါနော်အဲ့ချင်းမှာတော့ကျွန်တော်တပုတ်ဟိုပတ်ဝင်ထားတယ်ပေါ့နော်ဆိုတော့အဲ့တချင်းက Shepherd Blues style ပေါ့တော်တော်အဆင့်တစ်ခုရှိတယ်အဲ့တချင်းကလေဟိုတော်တော်များများပုတ်နေမဲ့ဟိုသိတ်အဲ့မျိုးတချင်းကသိတ်သိတ်မတီးဖြစ်ဘူးဒါပေမဲ့သူ့ရဲ့ idea ကတော့ကောင်းတယ် တော့ the featuring နဲ့ကျွန်တော်ထင်တာဥစားပိုးဆိုတဲ့ climate တယောက်ဆိုတာအထင်တယ်ဟုတ်ကျွန်တော်သူ့သူ့ပုံစံကပေါ့နော်ဟိုပွင့်နေပြရတယ်ကျွန်တော် music နဲ့ပြခော့ထုံခော့ခော့တွေ chain တာများတာဟုတ်ကျွန်တော်ခော့ထုံ form form ယူပြီးတော့ပဲကျွန်တော်ချင်းကတ်ဟိုစာ melody melody ဖြစ်အောင်ပေါ့နော်မော့မော့ရတာပေါ့တာမန်ဆိုတချင်းဆို pop song ဆိုရင်လည်းနည်းနည်းလေးနဝင်ချောင်းလို့လို့ရတယ်ဒီ music ရှင် improvisation ပုံစံပဲပေါ့လက်တန်းတီးရတဲ့ style မျိုးပေါ့အဲ့လိုမျိုးချင်းကတ်တာပေါ့ဟုတ် အခုကတော့ကျွန်တော်တို့အာဒီ the light jazz ဘာနေပေါ့နော်ပွဲချို့တော့လက်ခံလာရှိတာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့လည်းပြင်ဆင်လာရှိတယ်ဆိုတော့တခြင်းတွေသူတို့လူချင်းတဲ့တခြင်းတွေပေါ့နော်လူချင်းတဲ့ခြင်းတွေကိုကျွန်တော်တို့ sound request sound တွေပေါ့အဲ့ဒါပြင်ဆင်လာရှိတယ်ပြီးကျွန်တော်တို့ဒီ first table first table delight ဘာနေနဲ့တီးဘူးရှိရှိတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီ open grand opening တို့ event တွေပေါ့ special event တွေတီးဖြစ်တယ်တော့ wedding season ဆီလဲ wedding day တီးဖြစ်တယ်ပေါ့နော်အခုအချိန်မှာလည်းကျွန်တော်ဒီမိုးရသည်မှာကျတော့ကျွန်တော်ပြင်ဆင်တဲ့အချိန်ပေါ့ပြင်ဆင်တဲ့အချိန်ကာလပေါ့နော်အခုအချိန်လည်းပွဲနည်းနည်းပါလာတဲ့ခါကျကျွန်တော်တို့ကအနေနဲ့ကျတော့ recording တီးဖြစ်တယ်ပြင်ဆင်တဲ့အချိန်ကာလပေါ့ဗျာပြောမစင်ဟုတ်ဆက်ဆဖုန်း player တယောက်ဖြစ်ဖို့ဆိုရင်တော့ဟိုပထမဆုံးကပထမဆုံးဆက်ဆဖုန်းတော့ရှိဖို့လိုအပ်တယ် ။နှစ်ချမ်းမိုင်ချမ်းမဖို့အဆုတ်ချမ်းမိုင်ဖို့အတွက်လိုအပ်တယ်။ကျွန်တော်ကနောက်တစ်ခုကသွားသွားလဲကောင်းဖို့အတွက်လိုအပ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါရှိဖို့ပထမဆုံးလိုအပ်တယ်။နောက်တစ်ခုကလင့်ချင်းဖို့နေရာလဲလိုအပ်တာပေါ့နော်။လင့်ချင်းဖို့နေရာလိုအပ်တယ်။ပြီးလို့ရှိရင်လည်းအာခုန master memory ပေါ့။ကျွန်တော်ဒီ master memory ဆိုတော့ကျွန်တော် 12K ပေါ့။အော် track ကိုကောင်းကောင်းလေးသိထားရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ practice အများကြီးလုပ်အောင်ပါ၃လေးနိုင်တော့အနည်းဆုံး practice လုပ်မှရမှာရမယ် instrument ပေါ့နော် ခုနခုနကျွန်တော်ရှေ့တုန်းကကျွန်တော်ပြောသလိုပဲဒီ instrument ကသူငါနောက်လိုက်ရတာဘူးမပြီးအဆိုးတော့ဆိုရင်သူအဆိုးတော့ခိပဲတွိုင်းသွားမှာကိုကြွေးချယ်လို့မရအောင် E ဆိုရင်သူတို့က E နဲ့ဆိုရင်ကျွန်တော် C sharp နဲ့မဟုတ်အောင်မှာအဲ့ဒီမှာ C sharp ခိမမတိလို့ရှိရင်တော့မဟုတ်တိလို့ပြောဆိုတော့တော်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  practice လုပ်ထားမှရမယ် instrument ပေါ့နော်နောက်ကူက pitch ကောင်းဖို့နာ training လုပ်ရမယ်ဆိုတော့ဟိုရိုးရိုးခွန်အားနဲ့တော့မရပါဘူးနော်ပို့ပြီးတော့စူးစမ်းအားထုတ်ဖို့ ဖတ်ရှင်းရှိမှပဲရရမှာပေါ့နော်ကြိုးစားအဲ့ဒါအဲ့ဒါအဲ့ဒါမှပဲဒီ instrument ကောင်းကောင်းလေး professional လို့မှန်းလို့ရမှာပေါ့နော်မဟုတ်ဆိုရင်တော့ဝါသနာနေနဲ့ပဲရမှာပေါ့နော်ဟုတ်